နေ့ရှိတယ်လို့ပဲ2008ခုနှစ်တုန်းကပြင်းထန်တဲ့မုန်တိုင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့လူတိုင်းလူတိုင်းဟာ2025ခုနှစ်မေလမှာလည်းမုန်တိုင်းဖြစ်ကြမလားဆိုပြီးတော့စိုးရိမ်စိတ်တွေနဲ့ကြီးသားနေကြပါဘူး ပြီးတော့ညာရင်တုနီးပညာနဲ့ထုတ်ပြခမန်းရဲ့ဖြစ်ပါကျွန်တော်တို့လက်တွေ့သုံးလို့မရသေးပါဘူးအဲ့ဒီပုံမှာစိုးရင်စိမ့်နဲ့ရင်းနေရအောင်အဲ့တော့ကျွန်တော်ဆွေးနွေးလိုတာကဘာဖြစ်လို့မုံတိုင်းကိုကြိုတင်ခမန်းတာလဲဘယ်နည်းကကြိုတင်ခမန်းအသိတယ်လဲဆိုတာကိုအဲ့ဒီရေးတဲ့လူတွေစဉ်းစားကြလားလို့ကျွန်တော်မေးခွန်းရှိပါမုံတိုင်းဆိုတာကြိုတင်ပြင်ဆင်ရမယ် ဘယ်နေရာကြုံတင်တင်ဆင်ပါလဲဘယ်ဧရိယာကြုံတင်တင်ဆင်ပါလဲဘလောက်အင်အားများလဲဆိုတော့အကုန်လုံးထည့်အတွက်စဉ်းစားပြီးတဲ့ခါကျမှကျွန်တော်တို့ကခမန်းချက်ထုတ်တာဖြစ်ပါတယ်ပုံတိုင်းကြည့်ရင်ပြီးတော့ကွာလူစိတ်ဝင်စားရင်ပြီးတော့ကွာဆိုတော့ရေးတာမဟုတ်ဘူးဗျာနော်အဲ့တော့ကျွန်တော်သတိပေးချင်တာကလူတို့ကိုအသိပညာပေးတယ်ဆိုတော့လူတို့အကျိုးရှိတဲ့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့စဉ်းစားနေကြပါလေရေးသားနေကြပါဒါကကျွန်တော်မေတ္တာစေတနာနဲ့ပြောတာပါပညာရှင်ဆန်ကရေးကြပါလို့ကျွန်တော်မေတ္တာရက်ခံပါ အခုမုံတိုင်းဖြစ်မဖြစ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအဓိကဘယ်အချက်ပုံအခြေခံလဲဆိုလို့ရှိရင်ပင်လယ်ပြင်သမုဒ္ဒရာမှာသွာလာနေတဲ့တင်မောကြီးကိုအာမခံကုမ္ပဏီတွေကတုံးတဲ့ပုံပင်ကြီးကိုအသုံးပြုထားတာဖြစ်ပါတယ်။အဲ့ဒါကတော့လူအသက်တွေနဲ့အပြင်ရော်ကြီးတွေပါတန်းတဲ့ကလေးနဲ့ခြီးရတဲ့ပုံပင်ကြီးကိုတုံးတာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ social media မှာ အပြောများနေတဲ့မေလာတဲ့မုံတိုင်းရှိမရှိအခြေအနေနဲ့နလင်ဒေတာသတိထားရမယ့်အပူချိန်မြင့်တက်မှုအကြောင်းမိုးစလဘလော့ကဥထေးတဲ့အသေးချရှင်လင်းတင်ပြထားသည်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာမြမမိုးစားရဲ့မေလာတရက်နေ့ထုတ်ပြန်ချက်မှာတော့လာမည့်မေလာ9ရက်နေ့တွင်ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းကပ်ပလီကျွန်းအနီးလေပီအာနယ်ဆယ် low pressure cell တစ်ခုဖြစ်ပေါ်လာနိုင်ပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေပီအာနယ်ဆယ်သည်မြောက်ဖက်သို့ရွေ့ရကား မေလ7ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကုကိုကျွန်းအနီးလေပြင်းအားနှင့်ရဝန်း low pressure area ဖြစ်သောအားကောင်းလာနိုင်သည်ဟုခန့်မှန်းထားပါသည်အဆိုပါဖြစ်ပေါ်လာနိုင်သည့်လေပြင်းအားနှင့်ရဝန်း၏အချိန်ကြောင်းမေလ7ရက်နေ့မှမေလ20ရက်နေ့အတွင်း မြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၎င်းရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင့်တင့်မှလှိုင်းကြီးနိုင်ပြီးနေပြီးတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ကနေရာကွက်၍မိုးကြပြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်ထားပါသည် 2025ခုနှစ်မေလ4ရက်နေ့တနင်္ဂနွေနေ့မနေ့6ရက်နေ့ဂျိုတို့ကတိုင်းတာရရှိချက်တွေနဲ့မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာခန့်မှန်းတင်ပြမှာဖြစ်ပါတယ်။ ပထမအမှုဆုံးအနေနဲ့ကျွန်တော်တို့ဆွေးနွေးလိုတဲ့အချက်ကတော့ဒီကနေ့မြန်မာဆိုရှယ်မီဒီယာလောကမှာရေပန်းစားပြီးတော့မှရင်းနေကြတဲ့သတင်းကတော့မုံတိုင်းသတင်းမြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေကမေလဆန်းမှာမုံတိုင်းဝင်နေရှိတယ်လို့ပဲ2008ခုနှစ်တုန်းကပြင်းထန်တဲ့မုံတိုင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့လူတိုင်းလူတိုင်းဟာ2025ခုနှစ်မေလမှာလည်းမုံတိုင်းဖြစ်ကြမလားဆိုပြီးတော့စိုးရိမ်စိတ်တွေနဲ့ 其他你家了，出的片，三年得长细白的，白家细白乌药巴木嘞，包山嘞，地安嘞，包头的木嘞，包嘛木比装嘛某兰片安的路，其他你家了，我只能明日我怕你家了。 အဲ့ဒီခမန်းချက်ကတက်တာအပြင်10နှစ်ပြီးတော့ဉာဏ်ရင်တုနည်းပညာနဲ့ထုတ်ပြခမန်းချက်ဖြစ်ပါကျွန်တော်တို့လက်တွေ့သုံးလို့မရသေးပါဘူးအဲ့ဒီပုံမှာစိုးရင်စိမ့်နဲ့ရင်းနေရပါအဲ့တော့ကျွန်တော်ဆွေးနွေးလိုတာကဘာဖြစ်လို့မုံတိုင်းကိုကြိုတင်ခမန်းနာလဲဘယ်နည်းရဲ့ကြိုတင်ခမန်းအသိနဲ့လဲဆိုတာကိုအဲ့ဒီရေးတဲ့လူတွေစဉ်းစားကြလားလို့ကျွန်တော်မေးခွန်းရှိပါမုံတိုင်းဆိုတာကြိုတင်ပြင်ဆင်ရမယ် ဘယ်နေရာကြိုတင်တင်ဆင်ပါလဲဘယ်ဧရိယာကြိုတင်တင်ဆင်ပါလဲဘလောက်အင်အားများလဲဆိုတော့အကုန်လုံးထဲ့အတွက်စဉ်းစားပြီးတဲ့ခါကျမှကျွန်တော်တို့ကခမန်းချက်ထုတ်တာဖြစ်ပါတယ်မုံတိုင်းဖြစ်ရင်ပြီးတော့ကွာလူစိတ်ဝင်စားရင်ပြီးတော့ကွာဆိုရေးတာမဟုတ်ဘူးပြနော်အဲ့တော့ကျွန်တော်သတိပေးချင်တာကလူမှုကိုအသိပညာပေးတယ်ဆိုတော့လူမှုအကျိုးရှိတဲ့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့စဉ်းစားကြည့်ကြပါလေရေးသားကြည့်ကြပါဒါကကျွန်တော်မေတ္တာစီရင်နဲ့ပြောတာပါပညာရှင်ဆန္ဒရေးကြပါလို့ကျွန်တော်မေတ္တာရက်ခံပါ အခုမုံတိုင်းဖြစ်မဖြစ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအဓိကဘယ်အချက်ပုံအခြေခံလဲဆိုလို့ရှိရင်ပင်လယ်ပြင်သမုဒ္ဒရာမှာသွာလာနေတဲ့သင်္ဘောကြီးကိုအာမခံကုမ္ပဏီတွေကတုံးတဲ့ပုံပင်ကြီးကိုအသုံးပြုထားတာဖြစ်ပါတယ်။အဲ့ဒါကတော့လူအသက်တွေနဲ့ပြင်ရော်ကြီးတွေပါတန်းတဲ့ဂရေနဲ့ခြီးရတဲ့ပုံပင်ကြီးကိုတုံးတာဖြစ်ပါတယ်။အဲ့ဒီပုံပင်ကြီးကကျွန်တော်တို့ကြည့်တဲ့အခါမှာ လာမယ့်25ရက်နေ့မှာမြမတောင်ပိုင်းကာယရွမှာလေပြားအနေငယ်ဖြစ်ပြီးတော့ပျောက်ကယ်သွားတဲ့အနေအထားပဲရှိပါတယ်။မုံတိုင်းဖြစ်လာဖို့အတွက်လေဆိုင်ဝဲတို့လေပြားအနေအရတို့လေတိုက်ခတ်မှုတို့လားရတို့ဘာမှကျွန်တော်တို့တွက်လို့မရသေးပါဘူး။ ဲ့ဒါအကြောင်းလို့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့မုံတိုင်းတကယ်ဖြစ်ပြီးလို့တည်ရတဲ့အခါကျမှသာမြမပြည်ရင်းကိုဘလို့တက်ရောက်မယ်ဆိုတော့ကျွန်တော်တို့အတိအကျလေ့လာပြီးတော့ကျွန်တော်တို့ခမန်းသုံးသပ်ပြင်ပြမှာဖြစ်ပါတယ်အဲ့တော့လောလောဆယ်မုံတိုင်းဒါကျွန်တော်တို့နားလည်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ့ဒဲလိုမိုးရွာနိုင်လဲဆိုတာကျွန်တော်တို့အတူတကွဆက်လက်နေလာကြအောင်ဒီကနေ့တနင်္ဂနွေနေ့၄ရက်နေ့မနေ့6နာရီ တိုင်းတာရရှိချက်တွေအပေါ်ကနေပြီးတော့ကျွန်တော်တို့သူတေသနာပြုထားတဲ့ပုံသေးနည်းတွေရဆိုလို့ရှိရင် sorry အာရီပြကပဝင်လာတဲ့လေစီးချောင်းဟာမြောက်ဖက်ကိုစီးတက်သွားရတဲ့အချို့ကမြမပြည်အေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကနေပြီးတော့ မြန်မာပြည်အလဲပိုင်းကိုပြန်ပြီးတော့ကွစ်တက်ဝင်လို့ပဲအောက်ဖက်မှာလည်းဒီစုံရက်တစ်ခုဖြစ်နေတာတွေ့ရပါတယ်တို့တို့ညောင်းသားမှာလဲလေတို့မကြိမ်မတက်မှုတစ်ခုဖြစ်နေတာကျွန်တော်တို့တွေ့ရပါဘယ်လိုမကြိမ်မတက်ဖြစ်လဲဆိုလို့ရှိရင်တောင်ပန်းကတက်သွားတဲ့လေဘူးတွေကိုမြောက်ဘက်ကဆင်းလာတဲ့လေအေးက အောက်ကနေတိုးဝင်တဲ့တော့ကြောင့်မလို့ လေးဆိုင်ဝဲအသေးလေးဖြစ်ပြီးတော့ရုပ်တရက်လေစုံချက်ညီတဲ့နေရာတွေမှာဆိုလို့ရှိရင်လေရင်းတိုက်ခတ်မှုဖြစ်နိုင်ပါနောက်တရ6နာရီသွားကြည့်မယ်ဆိုလို့ရှိရင်တော့လေပြင်းတိုက်ခတ်မှုဟာပုံမူပြီးတော့ပြင်းထန်အားကောင်းလာတာကိုတွေ့ရပါဘူး၄ရက်နေမနဲ့တနာရီရနေပြီးတော့မှနာနဲ့6နာရီအတွင်းမှာမိုးရွာနိုင်တဲ့ဒေသတွေဟာဆိုလို့ရှိရင်သခိုင်းတိုင်းအထက်ပိုင်း မကွေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်မန္တလေးတိုင်းနဲ့နေပြည်တော်ကြားဂိုးတိုင်းစစ်တောင်းမြဝံကယားပြည်နယ်ကရင်ပြည်နယ်နဲ့တရင်းနယ်တိုင်းတို့မှာနေရာကွက်ကြားမူပြနိုင်ပါတယ်မနေ့6ရက်နေပြီးတော့နေ့လယ်7ရက်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မိုးဟာတချို့နေရာတွေမှာဆက်လက်မိုးများလာတော့ မန္တလေးခရိုင်နဲ့ရှမ်းပြည်နယ်ကုလက်ဒေသမိုးကုတ်ဘက်မှာထို့အတူသခိုင်းတိုင်းမှာဆက်လက်ပြီးတော့မိုးကြွားနိုင်လိုပဲအချင်းပြည်နယ်မှာမိုးနှဲငယ်ရှိပါလေ။ပဲခူးတိုင်းအနောက်ချမ်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပြင်းထန်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရရှိမှာဖြစ်ပါတယ်။ နေ့လယ်7:00နာရီကနေတော့ညနေ6:00နာရီရောက်တဲ့အခါမှာတော့မိုးအနှဲငယ်ဆဲသွားပြီးတော့မန္တလေးမြို့ရဲ့ရှေ့မြောက်မှာတက်လက်မိုးကျသလိုပဲသခိုင်းတိုင်းအထက်ပိုင်းမှာမိုးနည်းနည်းကျပါမယ်။ချင်းပြည်နယ်ရခိုင်ရုံးမနယ်မကွေးတိုင်းအထက်မှာမိုးပပလေးကျော်နိုင်တယ်လို့ပဲပဲခူးတိုင်းအနောက်ကျမ်းမှာမိုးအနှဲငယ်သာရရှိမှာဖြစ်ပြီးတော့ဒင်းနိုင်တိုင်းအောက်ဘက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှာညနေ6:00နာရီကနေပြီးတော့ည7:00နာရီရောက်တဲ့အခါမှာတော့ မိုးတိမ်နဲငယ်ကင်းစင်သွားတာတွေ့ရပြီးတော့ကချင်ပြည်နယ်မြောက်ဘက်ရှမ်းပြည်နယ်နဲ့မာလီတိုင်းအစရခိုင်ပြည်နယ်နဲ့ချင်းတောင်တန်းအစမွန်ပြည်နယ်နဲ့အနည်းငယ်မှာမိုးအနည်းငယ်သာရွာရှိမှာဖြစ်ပြီးတော့သတင်းတိုင်းတိုင်းအောက်ဘက်မှာတော့ဆက်လက်မိုးများပြီးတော့ချို့နေရာဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှာလာမဲ့သတင်းတာလေး9ရက်နေ့နာနဲ့တနင်္လာနေ့6ရက်ရောက်တဲ့အခါမှာတော့ မြန်မာပြည်လည်းပိုင်းတစ်ခုလုံးမိုးသားကင်းစင်သွားတဲ့အနေအထားဖြစ်ပြီးတော့သခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းမှာတော့ဆက်လက်မိုးရွာနိုင်တယ်လို့ပဲမွန်ပြည်နယ်၊ကရင်ပြည်နယ်၊သတင်းနိုင်တိုင်းတို့မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။မနေ့6နိုင်ရနေရောနေ့လယ်ဆက်နိုင်ပါလေထို့အတူပဲသခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့မှာဆက်လက်မိုးရွာပြီးတော့သတင်းနိုင်တိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။ နေနဲ့ဆက်နိုင်ရနေပြီးတော့ညနေ6နိုင်ရောက်တဲ့ခါမှလည်းတုံကြီး၎င်းပါပဲပေါ်မှာကြံနေတဲ့တိမ်သားတွေကြောင့်မလို့စကားတိုင်းအထက်ပိုင်းကချင်းပြည်နယ်အထက်ပိုင်းကရင်ပြည်နယ်တို့မှာဆက်လက်ပြီးတော့ကွက်ကြားမိုးရွာပြီးတော့တင်းတားတွေတိုင်းမှာဆက်ပြီးတော့မုံများနိုင်ပါ ညနေ6နာရီမှည7နာရီပြောမှဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်ထပ်ပိုင်းနဲ့ချင်းပြည်နယ်မှာမိုးကွဲအနေငယ်ကျပြီးတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးပဲကျနိုင်တယ်လို့ပဲကရင်ပြည်နယ်မှာမိုးပဲကျပြီးတော့တရင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးများနိုင်တယ်ဒီအတွက်ကြောင့်မလို့၄ရက်နေ့မှာဆိုလို့ရှိရင်24နာရီရရှိနိုင်တဲ့မိုးရေကြိမ်ကိုတွက်မှဆိုလို့ရှိရင်ကျွန်တော်တို့မန္တလေးတိုင်းမှာမိုးရေကြိမ်ဓာတ်သမ6လက်မလောက်ရနိုင်ပြီးတော့စကိုင်းတိုင်းမှာလည်း ဓာတ်သမနှစ်လမလောက်သာရရှိမှာဖြစ်ပါတယ်ထို့တူဘကိုးတိုင်းအောင်ချံကရင်ပြည်နယ်မွန်ပြည်နယ်မှာဓာတ်သမနှစ်လမလောက်သာရရှိပြီးတော့ခနေနိုင်တိုင်းမှာတော့အဝါရောင်ပြတယ်ဆိုရက်တင်ဂီတာဆိုလို့ရှိရင်မိုးရွေချင်းတစ်ဓာတ်သမလေးလမအထိရွာနိုင်ပါတယ်ဒီလိုအကြောင်းကိုဒီကာလမှာမိုးများတယ်လို့ပြောနိုင်ပါ လာမယ့်9ရက်နေ့24နာရီအတွင်းရရှိနိုင်တဲ့မိုးရင်စရာကိုကြည့်မယ်ဆိုလို့ရှိရင်၎င်းတိုင်းအထက်ပိုင်းအချင်းပြင်းနဲ့အထက်ပိုင်းမှာဆိုလို့ရှိရင်မိုးအနှဲငယ်ဆက်လက်ရရှိနေမှာဖြစ်ပြီးတော့အောက်ဖက်မှာဆိုလို့ရှိရင်တော့မိုးပြင်းနဲ့ကရင်ပြင်းနဲ့တနင်္လာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးနှဲငယ်ရရှိမှာဖြစ်ပါတယ်။လာမယ့်10ရက်နေ့ရောက်ခဲ့လို့ရှိရင်တော့မြမပြည်အနှံ့ပြားမှာပြန်လည်ပြီးတော့မိုးစတင်နိုင်တဲ့အနေအထားတွေ့ရပါတယ်။ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ မိုးစတင်ဆက်တိုက်မရွာတန်းငင်နှဲလောက်လိုမှာကျွန်တော်နဲ့ကိုသက်ထွေးနိုင်ကတည်တည်ဆဲဆဲလေ့လာပြီးတော့ဆက်လက်ပြင်ပြဒီဒီပေးမှာဖြစ်ပါတယ်ကျွန်တော်တနင်္ဂနွေနေ့၄ရက်နေ့မြေပြင်အပူချိန်ကိုကြည့်တဲ့အခါမှာမင်းရောင်ကြီးကြောက်မှုကိုစုပ်ယူပြီးတော့အပူဆုံးအချိန်ဟာဆိုလို့ရှိရင်ညနေ၄နာရီ၅နာရီအချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ ဒီကနေ့၄ရက်နေ့မှာနေပြည်တော်အနီးနဲ့မန္တလေးအနီးမှာဆိုလို့ရှိရင်မြေပြင်အပူချိန်42ဒီဂရီစင်တီဂရိတ်ထိပိုလာကျွန်တော်တို့တွေ့ရပါဒါမဲ့၅ရက်နေ့မှာဆိုလို့ရှိရင်တော့အပူချိန်မြင့်တက်သွားပြီးတော့မန္တလေးတိုင်းအနောက်ဘက်အေရဝီမြေဦးတစ်လျှောက်လုံးမှာအပူချိန်42ဒီဂရီစင်တီဂရိတ်ကနေပြီးတော့မှ46ဒီဂရီစင်တီဂရိတ်ညီပါဘူးတရရိတ်တက်လာတဲ့အတွက်ကြောင့်မလို့အထူးပဋိဌာနေထိုင်ဖို့လိုအပ်ပါမြေပြင်အပူချိန် မြင်မာနေပေမဲ့လေမြေကြီးကစုပ်ယူထားခဲ့တဲ့မိုးရေတွေကြောက်မလို့မြေပြင်ကစုတ်ထိုင်းစားဆိုလို့ရှိရင်၄ရက်နေမှာဆိုလို့ရှိရင်ဒီအပြာရောင်ဒေသတွေအကုန်လုံးဟာ28 26ရာခိုင်နှုန်းစုတ်ထိုင်းစားရှိပြီးတော့မှဒီအဝါရောင်နေရာဆိုလို့ရှိရင်တော့28ရာခိုင်နှုန်းရင်ွှတ်တရှိတဲ့အတွက်ကြောက်မလို့ တစ်ပင်စိုက်ပျိုးမှုတွေရင်ငွေရှိတယ်လို့ပြောရပါမယ်ဒါပေမဲ့လည်းဒီမျိုးအောင်ဒေသတွေကတော့တစ်ပင်စိုက်လို့မရအောင်ရင်ငွေစုထိုင်းမှုမရှိတော့ပါဘူးဒါပေမဲ့တရင်းနာနေမှာတော့မြေပြင်ဟာအနည်းငယ်6တွေ့လာတယ်ဆိုပေမဲ့လည်းအနည်းဆုံးစုထိုင်းစားဟာ16ရာဂိုင်နှုန်းတိရှိနေတာတွေ့ရပါတယ်ဒီချက်အားဆိုလို့ရှိရင်မြေပြင်မှာစိုက်ပျိုးနေတဲ့တောင်သူဦးကြီးတွေအတွက်အသုံးချနိုင်တယ်လို့ကျွန်တော်တို့ယူဆလို့တင်ပြရင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်